တင်ဆက်ပေးမယ့်သတင်းကတော့နိုင်ငံတော်ဝန်မှလိုင်စင်မဲ့ကားဆိုင်ငယ်ဖမ်းဆီးမှုတွေကိုအရှိန်မြှင့်လှုပ်ဆောင်နေတဲ့သတင်းပဲဖြစ်ပါတယ်။ဇွန်လတရနေ့ရစပြီးတနိုင်ငံလုံးတိုင်းတာနဲ့လိုင်စင်မဲကားလိုင်စင်မဲဆိုင်ကယ်တွေကိုဖမ်းဆီးအရေးယူမှုတွေအရှိန်မြှင့်လုပ်ဆောင်နေပါတယ်။ရန်ကုန်တိုင်းမှာဆိုရင်နေ့စစ်ဆိုင်ကယ်နေ့စစ်စပိန်တွေဆိုင်ကယ်ပြည်တွဲတွေကိုပါစီးကွက်မရှိကြောင်းလိုင်လံအတည်ပြုထားပြီးတော့စစ်နေထောင်စစ်စစ်တွေ့ရှိပါကအရေးယူနေရဖြစ်ပါတယ်။ လိုင်းစင်းမဲ့ကားနဲ့လိုင်းစင်းမဲ့ဆိုင်ကလေးဖန်စီမှုကိုမြို့နယ်တရှိုးမှာမေလကုံလောက်ကလေးကစတဲ့ဖန်စီရည်ရွယ်မှုရှိနေပြီးဒေသတရှိုးမှာတော့စွန်လာတရံနေမှာစတဲ့ဖန်စီမဲ့အကြောင်းကိုလိုင်းလံတည်ပြခဲ့တာဖြစ်ပါတယ်။လိုင်းစင်းမဲ့ဆိုင်ကလေးကစိနစ်နေမှုကြောင့်နိုင်ငံတော်အနေနဲ့အခွန်အခတွေညံ့နာမှုရှိတဲ့အပြင်လုံခြုံရေးဆိုင်ကိစ္စရပ်တွေမှာလည်းအခက်အခဲတွေဖြစ်ပေါ်နိုင်တဲ့အတွက်အရေးကြီးဖို့အတွက်ကိုညွှန်ကြားခဲ့တာဖြစ်တယ်လို့သိရပါတယ်။ လိုင်စင်မဲ့ကားတွေဖမ်းဆီးမှုနဲ့အတူမန္တလေးတိုင်းမှာယနေ့ကစပြီးကားဘိန်းခုံနှုံထားကိုလည်းနှစ်ဆတွင်းမြက်ကခန့်နေဖြစ်တယ်လို့သိရပါဗျ။ဒီသတင်းကိုတော့မျက်သူသူကပေးပို့လာပါဗျ။